အသက်30ကျော်လာတဲ့အမျိုးသမီးတွေကျန်းမာရေးစစ်ဆေးချက်အရာ လုပ်ကိုလောရမယ့်အရာလေးတွေရှိတယ်။အဲ့ဒီစစ်ဆေးချက်လေးတွေကဘာတွေဖြစ်မလဲ။မင်္ဂလာပါကျမဒေါက်တာယူရီပါ။ အရေးပြကျမရေးနေအလှပကို knowledge sharing အမြင်လို့ပြီးနေတယ်အလှပရေးရာဆရာဝန်လည်းဖြစ်တယ်လို့အမျိုးသမီးကျမရေးကိုဘူတူတာမျှဝေပြီးနေရဆရာဝန်လည်းဖြစ်ပါတယ်ဒရက်စီမှာလက်ရှိသင်တန်းကနှစ်ခုရှိတယ်ပထမတစ်ခုကကျတော့လူငယ်လေးတွေကိုဦးတည်ထားတယ်တကူရင်တန်ရှင်းမှုနဲ့အနန္တကင်းစင်ခြင်းဆိုတဲ့အကြောင်းလေးဖြစ်ပါတယ်ဒုတိယတစ်ခုကကျတော့ filler အကြောင်းတည်ကောင်းစရာဆိုတဲ့အကြောင်းလေးဖြစ်ပါတယ်အဓိကကျတော့အမျိုးသမီးငယ်လေးတွေနေဒီမှာဆရာဝန်တွေလည်းလည်းမမီသေးဘူးငွေကြီးအဆင်မပြေသေးတဲ့အချိန်မှာဆရာဝန်မဟုတ်တဲ့လူတွေနဲ့ထိုးလိုက်ကြတဲ့အချိန်ကျတော့မလိုအပ်တဲ့ um အကျိုးသက်ရောက်မှုတွေဖြစ်လာတယ်ပေါ့နော်မကောင်းတဲ့ဘက်ကနေပြီးတော့ဆုံးရှုံးမှုတွေများလာတယ်ဆိုတော့သူတို့လေးအဲ့လိုမဖြစ်အောင်အတွက်လိုအပ်တဲ့ဘူးတားလေးတွေကိုဖြည့်သိမ်းပေးထားတဲ့တန်တန်းလေးဖြစ်ပါတယ်ဆိုတော့အဲ့ class နှစ်ခုကို join ရနေဆိုရင်တော့ Facebook မှာ data yuri လို့ရှာပါပြီးတော့ messenger ကိုတစ်ခါတန်းသွားပြီးတော့ admin ကို private class ကြီး join ချင်လို့ပါလို့ပြောလို့ရပါတယ် အမျိုးသမီးကျန်းမာရေးအကြောင်းမျိုးကိုအမြဲတမ်း knowledge sharing လုပ်ပေးနေတဲ့ဒေါက်တာကဒီနေ့ကျတော့ဘာဖြစ်လို့အမျိုးသမီးတွေအသက်30ကျော်လာတဲ့အချိန်ကျရင်ကျန်းမာရေးစစ်ဆေးဖို့လိုအပ်တယ်ဆိုတဲ့ခေါင်းစဉ်လေးကိုရွေးပေးဖြစ်လဲဆိုတော့သက်30ကျော်လာတဲ့အချိန်ကျရင်ဆိုရင်တို့တို့အလုပ်တွေရှုပ်လာကြတယ်တာဝန်ယူမှုပိုင်းတွေများလာတာကြားတဲ့အချိန်မှာတို့တို့အနေနဲ့ဂယူးမဆိုင်မိဆုံးအရာဒီလည်းပဲဒီကျန်းမာရေးပဲဖြစ်လာတယ်ဒါပေမဲ့တို့တို့အရာကိုအရာရာကိုအရှိကို အသုံးပြုနေတဲ့ဟာဒီဒီလေအင်ဂျင်နေနဲ့ကလည်းဒီကျမ်းမာကြီးကောင်းပါပဲဒေါက်တာတို့ဒီရှေ့ဆက်လို့ရတာဖြစ်ပါတယ်ဆိုတော့ဒီခါလေးကျရင်ရှုရည်ဒီဒေါက်တာတို့ကအသက်ကြီးလာမှာဟာငါဟိုဟာဖြစ်နေရဒီဟာယောဂါဖြစ်နေရဆိုပြီးတော့ surprise အနေနဲ့တိလိုက်တဲ့ အနေထားထက်စာရင်ကိုကငွေကြီးလက်ဆင့်ပြင်းနေတယ်အာ annually check up လုပ်ဖို့လည်းပဲကိုကအာဆင်ပြင်းနေတဲ့အနေထားဆိုရင်တော့ဒါကြတော့ဒီနေ့ video လေးကိုကကြတော့အများကြီးရှိမယ်လို့မျှော်လင့်နေဆိုတော့ပထမတစ်ချက်အနေနဲ့ကဒါတို့စစ်သစ်တာကကြတော့ thyroid hormone ဖြစ်ပါတယ်ဒါတို့ thyroid hormone ကကြတော့အာများသောအားဖြင့်ကိုယ့်အကူ thyroid ရှိနေရလို့ဘယ်သူမှမသိကြဘူးအာပုံမှန်ထပ်ပို့ပြီး aggressive ဖြစ်လာတာတို့ပုံမှန်ထပ်ပို့ပြီးပိန်ချုံးွားတာ အပြီးတော့ကို hair loss တွေအရင်ဖြစ်လာတာတချို့တွေဆိုရင်လုံအောင်ဟိုကလေးမွေးဖို့အဆင်မပြေတော့တဲ့အနေထားတွေဖြစ်လာတဲ့အချိန်ကျမှငါဘာဖြစ်တာလဲဆိုပြီးတော့စီရင်နေမှာ thyroid ကကြတော့ uh, courses တခုအနေနဲ့ရှိနေရမျိုးသိရတာမျိုးလေးတွေပေါ့နော်တကယ်လို့ကိုကသာ30ကျော်ကလေးကစပြီးစထားမယ်ဆိုရင်ကျူကျူပြီးတော့သိတယ်ဆိုရင်တောက်စီးလေးတွေတောက်ထားတယ်ဆိုရင်မလိုအပ်တဲ့အဲဒီ negative ဆိုချိုးတွေကိုမရတော့ဘူးပေါ့နောက်ထပ်တစ်ခုကကြတော့ဒေါ်တာတို့ဒီအာဒီ pasmia လေးတွေစစ်ကြည့်ဖို့ဒေါ်တာတို့လိုအပ်တယ်ဒီကကြတော့ human papilloma virus လို့ခေါ်တဲ့ဒေါ်တာတို့ရဲ့တအိမ်ကောင်းကျန်းမာရေးကိုစစ်တဲ့ဟာဖြစ်ပါတယ်ဒီဟာကကြတော့စောစောတိလေးကောင်းလေးပါပဲအာကုပြအောင်လဲကုလို့ရတယ်တအိမ်ကောင်းကျန်းမာရေးနဲ့ပတ်သက်ပြီးတော့တော့မှာဒ တော့ဒါဗီဒီယိုလေးတစ်ပုဒ်အာအကျယ်လုံးဝင်ပြောပြပေးထားတာရှိပါတယ်အဲ့ဗီဒီယိုလေးကိုတော့အောက်မှာဒါ link လေးချထားပေးမယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့ Pashmia ကိုစစ်တာကိုအရင်တိုက်တော်တယ်လေဆိုတော့ဒီဟာကိုဒေါက်တာတို့ကနောက်ကျမှသိတယ်ဆိုရင် cervical cancer stage ကြီးကိုကိုသွားနိုင်ပါတယ်။ဆိုတော့အသက်ဆုံးရှုံးနိုင်တဲ့အနေထားလောက်ထိကိုကိုဖြစ်နိုင်ပါတယ်။တကယ်ကလို့ကိုကစောစောသိတယ်မဟုတ်ဘူး vaccine နေနဲ့ထိုးပြီးတော့ကိုစောစောကြိုလုံးနိုင်တယ်ဆိုရင်တော့ဒီရဲ့ ဟိုမကောင်းတဲ့အရာတွေတော့မဖြစ်တော့ဘူးပေါ့ဆိုတော့ကျွန်တော်တို့အသက်30ကျော်တဲ့အမျိုးသမီးအနေနဲ့ကကြတော့ဒီ HPV test တွေကကြတော့အရင်ရေးကြည့်ရတဲ့မှာပါပါတယ်နောက်တစ်ခုကကြတော့ mammogram လေးစစ်တင်တယ်ဘာအတွက်လဲဆိုတော့အသက်30ကျော်အမျိုးသမီးတွေဒီဒီရင်ဘတ်မှာအလုံးနေဆမ်းမိတာဒီလိုမျိုးနေထားလေးတွေအမြင်နဲ့တွေ့တချို့ကြတော့အလုံးဆမ်းအလုံးဆမ်းမိမှကိုဆောင်ဝန်စီရောက်တဲ့အနေထားမျိုးပေါ့နော်တကယ်ကကြတော့အလုံးမဆမ်းမိခင်ကလေးကလည်းကိုကလည်းအကြိုပြီးရစစ်မယ်ဆိုရင် cancer stage ဖြစ်လားမဖြစ်လားဆိုတာကိုလည်းကြိုပြီးသိနိုင်တယ်အဲဆိုရင်ကြိုပြီးရကာကွယ်လို့ရ ရနိုင်တယ်ဆိုတော့ mammogram ကလည်းအရင်ရေးကြည့်တဲ့ငါးထဲမှာပါပါတယ်ပြီးတော့နောက်တော့ကိုကကြတော့လူတိုင်းလုံးဝများသောအားဖြင့်ပေါ့နော် ဒီ blood pressure တို့ cholesterol တို့အဲ့ဒီသွေးပေါင်ချိန်တွေတက်တဲ့ဟာဘာဖြစ်လို့လဲဆိုတော့ stress တွေအရင်များလာကြတယ်ပြီးတော့စားသောက်တဲ့ life style တွေမတူတော့ဘူးအပြီးရောတော့ကိုက sedentary lifestyle ဘက်ကိုတော်တော်တို့ပိုရောက်လာကြတယ်ကိုခန္ဓာကိုယ်လူတော်မှကို move လုပ်ဖို့တော့တောင်းမှပိုပြီးခက်ခဲလာကြတယ်တော်တို့ office ထဲမှာပဲထိုင်ပြီးတော့တနေ့ကိုအလုံးရှုပ်ပြီးရဲ့ဒီခေါင်းသုံးရတဲ့ကိစ္စတွေနဲ့တင်ပဲတော်တို့ဒီတစ်ပြေးပြေးနဲ့ဒီ heart ကအချိန်ကြီးဆိုးလာတယ်သွေးကြောကျဉ်းတာတွေ cholesterol တွေပိတ်တာမျိုးဖြစ်လာဆိုတော့တော်တို့အသက် 30ကျော်မျိုးသမီးတွေအနေနဲ့အားကြတော့ဒီ blood pressure တွေ cholesterol test တွေအားကြတော့လုတ်ကိုလုတ်တင်းတဲ့အထဲမှာပါရလို့တော့ဒါတော့ယူဆရတယ်။နောက်တစ်ခုကကြတော့ blood glucose test လေးပေါ့နော်။စီဂျိုစီဂျိုဆိုဟဲ့အခုမှငငယ်လေးပဲရှိသေးရဲ့စီဂျိုလားဆိုတော့ yes ဘာဖြစ်လဲတော့ဒီ diabetes ဖြစ်မှငါစီဂျိုဖြစ်ပြီဆိုပြီးကြိုသိရမျိုးမဟုတ်ပဲ ਨੇ ဒီ pre diabetes stage မှာကလေးကနေပြီးတော့တို့ကြိုလုပ်ထားတယ်ဆိုရင်ကောင်းကောင်းသိနိုင်တယ်ဒီ pre diabetes stage ရောက်နေရဲ့ဆိုရင်တို့တောက်ဆေးတောက်ဆေးဟာ အရင်မလိုဘဲနဲ့ကိုတော်တော်တို့ရဲ့ဒီ live shot လေးချိန်လိုက်တာဒီအစားအသောက်တွေပြောင်းလဲယုံနဲ့တင်ဒီ pre diabetes stage လေးဟာလုံးဝ normal glucose level လောက်ထိကိုသူကပြန်ပြီးတော့ဆင်းနိုင်တဲ့နေထားမှာရှိရယ်အဲ့တော့တို့အသက်30ကျော်အားနဲ့ဒီ stage လေးကိုဖမ်းမိထားတယ်ဆိုရင် အာတို့အများကြီးကောင်းတယ်မလို့အပ်ပဲနဲ့ဒီ diabetes stage တွေကြီးတွားပြီးတော့ကိုတို့တို့ဒီ seizure stage တွေကြီးတွားပြီးတော့ကိုကိုကိုပင်ပန်းခံစရာမလို့တော့ဘောနော်နောက်တစ်ခုကကျတော့ bone density test လုပ်လို့ရပါတယ်အာတို့ရဲ့အရိုးတွေရဲ့ကြစ်အား mass ကိုလည်းတို့တို့ test လုပ်လို့ရတယ်အမျိုးသမီးတွေကကျတော့အမျိုးသားတွေထက်ဆိုင်ရင် hormone fluctuation တွေပိုပြီးများတာဖြစ်တယ်ပြီးတော့အသက်30နဲ့40ဆိုရင် တော်တို့ဒီအယိုးပွားနိုင်တဲ့ chance ပိုများတယ်အတိတာဆုံးကကြတော့သွေးဆုံးပြီးသွားတဲ့အချိန်လေးဆိုရင်အာအယိုးပွားတယ်ဗောဒါ osteoporosis လို့တရားတို့ကသုံးတယ်ဆိုတော့ကိုအယိုးပွားအကြောင်းမပွားအကြောင်းကြတော့ တောင်းတန်ရုံတိတ်မသိကြအောင်တခါတည်း injury ရပြီးအယိုးကျိုးသွားမှပဲ။အော်ငါအယိုးပွားနေပါလားဆိုတာစသီးရမျိုးတွေပေါ့နော်။ဆိုတော့ဒီလိုမျိုးမရှိအောင်တရာရုတ်ဒီဒါကို bone density test ကိုလည်းတရာရုတ်ထည့်ပြီးတော့စဉ်းစားသင့်ပါတယ်။နောက်ဆုံးတစ်ခုကကျတော့တို့ cancer screening လုပ်လို့ရပါတယ်။အာဒီအဖြစ်များတာကကျတော့တို့ဒီ colorectal cancer ပေါ့နော်။အာဒီအစာအိမ်ဦးလမ်းကြောင်းဒီဦးမကြီးတော်တော်များများဒီတချို့ အဒီအရွက်စားတာနဲတယ် constipation အရင်ရတယ်အများနဲ့ဝမ်းချုပ်တတ်တယ် အာအသားတွေပဲလိမ်စာအရွယ်မစားဘူးပြီးတော့ဂျင်းစီအရာမှာလည်းဒီလိုဥမာကြီးကင်ဆာတွေရရှိတတ်တယ်ဆိုရင်ကိုယ်လည်းကြာရင်လည်းပဲဒီလိုမျိုးဖြစ်လာဖို့ chance ကပိုပြီးတော့များတယ်အဲ့တော့ဒီလိုမျိုးကိုယ့်ကိုကိုယ်တန်တရားဝင်နေဆိုရင်တော့ဒီအသက်30ကျော်ကလေးကအာဒီကိုလိုရတဲ့ကင်ဆာတော့ကိုယ်တော်တို့ဒီဆိုဂျိုပြီးတော့စစ်ဆေးရမျိုးလေးတွေလုတ်တတ်တယ်လုံလို့ရတယ်အာတကယ်လို့နောက်တစ်ခုနေရကကြတော့ကိုယ်စိတ်ပူတတ်တယ်ဆိုရင်လည်းပဲတော်တို့ရဲ့ skin အတော့ကိုတော်တို့ regular check up လေးလည်းလုတ်လို့ရမျိုးလေးရတယ် ကဲဒီဗီဒီယိုကကြတော့ရာဒီအသက်30ကျော်တယ်မျိုးဆိုတော့ဆိုရင်အခုဆိုရင်အသက်30ကျော်ပြီဆိုတော့ဒါဆိုရင်လက်စားလို့ရတော့မယ်အဲ့အချိန်မှာငါဘာလို့ရင်ကောင်းမလဲစပြီးတော့စဉ်းစားရပေါ့နော်ဆိုတော့အော်ငါဒါလေးလူနေပြီပဲပေါ့ဆိုတော့တို့ဒီတဖြည်းဖြည်းအသက်ကြီးသွားဖို့ပဲရှိရဲ့အသက်ကြီးသွားတာနဲ့တူတူအလုပ်တွေအားပိုပြီးတော့များလာပြီးတာဝန်ယူစရာတွေများလာပြီးနော်ကိုယ့်ရဲ့အိမ်မက်တွေကပိုပြီးတော့ကြီးလာပြီးလုံးနိုင်စွမ်းအ energy တွေကပုံမြင့်လာပြီးဒါပေမဲ့အဟာတွေဒီက ဒုံးဆိုပြီးတော့တကယ်ကြရင်ကျမကြီးချင်းတွေကကိုဖြတ်တောက်လိုက်တယ်လို့မျိုးဖြစ်သွားတဲ့အချိန်ကြအရာအလုံးအကြောင်တော့တို့ဒီအမ်ဘယ်လိုပြောမလဲညှော်လင်းချက်ကင်းမဲ့သွားတဲ့အနေထားတွေထိကိုကိုဖြစ်သွားတတ်တယ်ဆိုတော့ဒီလိုမျိုးမဖြစ်အောင်ထိဒီလိုမျိုးဖြစ်အောင်ထိတော့တို့သွားတာမျိုးမဖြစ်သင့်ဘူးခုကလေးကစပြီးတော့ဂျိုတင်ပြင်ဆင်မှာ annually check up medical check up ကအမြဲတမ်းရှိတဲ့နဲ့ကိုကျန်မာကြီးကို queue site တဲ့နဲ့ အာပြီးတော့ live shine ကိုလည်းနည်းနည်းကိုခံတော့ကို move လုပ်တဲ့ live shine ကြီးပြောင်းစေချင်တယ်အစားတောက်လေးတွေကိုလည်းပဲအဲ့လိုညံရှိရှိနဲ့ပေါ့နော်ဗာလီစားမယ်မစားဘူးအဲ့လိုမျိုးစားပြီးတော့ကောင်းမွန်သောရွေးချက်နည်းလေးတွေစားလုပ်တဲ့နည်းအလိုတော့မြင်ပါတယ်ကဲကျွန်တော်တို့အသက်30ကျော်အမျိုးသမီးတွေနော်လှလှပပလည်းနေကြမယ် smart လည်းဖြစ်ကြမယ်အလုပ်လည်းအများကြီးလုပ်ကြမယ်ကိုကျမကြီးကိုလည်းကိုအတန်းနိုင်ဆုံးပြုဆိုင်ကြမယ်ဒီဗီဒီယိုအများကြီးကြိုးရှိမယ်လို့မျှော်လင့်ပါတယ်ကဲဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးပြီဒါပေမဲ့ဒေါက်တာကိုမေးချင်သေးတယ် skin care အကြောင်းပဲဖြစ်ဖြစ်အရေပြားအကြောင်းပဲဖြစ်ဖြစ် aesthetic treatment တွေအကြောင်းပဲဖြစ်ဖြစ်သုံးမဟုတ်ဒီ video အကြောင်းလေးပဲဖြစ်ဖြစ်တခုခု mention နေဆိုရင်တော့ဒေါက်တာရဲ့ဒီ TikTok မှာဒုတိယအကောင့်ဖြစ်တဲ့ Ask Dr. Yuri Aesthetic ဆိုတဲ့အကောင့်လေးမှာလာမေးလို့ရပါတယ်အဲ့ဒီထဲဝင်သွားပြီးပြီဆိုရင်ကိုကြိုက်နေတဲ့ video အောက်မှာကိုရဲ့မိခွန်းလေးကိုပြပြဆုံဆုံး မေးထားတယ်ဆိုရင်ရပါတယ်အဲဒီနောက်ပိုင်းကကြတော့ဒီဘက်အကောင့်မှာယူရီယန်လေးတွေမေးတာတဲ့မိခွန်းလေးတွေအများများတယ်ဒါတို့အတက်နိုင်ဆုံးစူးစမ်းပြီးဖြည့်ရဲဆိုပေမဲ့အလင်းမတင်တာမျိုးလေးရှိတယ်ပြီးတော့ general ကြပြီးတော့ဖြည့်ပေးရတာမျိုးလေးတွေရှိတယ်ဘာဖြစ်ဖြစ်လဲဆိုတော့စာလေးတွေကကြတော့တိုးတိုးလေးပဲဒေါက်တာတို့ရိုက်လို့ရတာဆိုတော့လေအဲ့တော့ဒေါက်တာတို့ဘယ်လိုလုပ်လိုက်လဲဆိုတော့ okay ယူရီယန်လေးတွေအတွက်ငါတို့နောက်ထပ် အကောင့်အသစ်တစ်ခုထပ်ဖွင့်မယ်အဲ့ဒီမှာသူတို့မေးချင်တာလေးတွေကိုဒေါတာဗီဒီယိုနဲ့ပြန်ပြီးတော့အဖြေပေးမယ်အဲဆိုရင် short ဆိုရင်တော့1 minutes ပေါ့အာတကယ်လို့ရှည်မယ်ဆိုရင်တော့3 minutes လောက်ထိကိုဒေါတာကဒီလိုမျိုးဗီဒီယိုလေးနဲ့ပြန်ပြီးတော့ reply the comment ဆိုပြီးတော့တသက်ဟိုဘက်အကောင့်လေးမှာဒေါတာဖြည့်ပေးလို့ရမယ်အဲဆိုရင်လည်းပို့ပြီးတော့ details ကြလာမယ်အချိန်ယူပြီးတော့လည်းဒေါတာပြောပေးလို့ရမယ်အဲ့တော့အာဒီလိုမျိုးအမေးဖြေခံတာလေးကိုစုထားတယ်ဒေါတာရဲ့အကောင့်အသစ်လေးမှာဆုံမယ်ဒေါတာအမြင် အဲ့ဒီအကောင့်မှာလည်းမြန်ရှိနေမယ်ယူရီယန်တို့ရဲ့ comment လေးတွေကိုလည်းဒါတာမြန်အာဖတ်နေမှာဖြစ်တယ်အဲ့တော့အာဒီအကောင့်လေးကိုသွားမယ်ဆိုရင်တော့ပထမနေ့ကကြတော့ search bar မှာ ask dr yuri aesthetic ဆိုပြီးတော့လည်းရှာလို့ရတယ်ဒါတာရဲ့လွန်ခဲ့တဲ့၄-၅နှစ်ကပုံလေးကိုတင်ထားတာပေါ့နော်အဲ့ဒီကလေးုပ်လေးပဲရှိသေးတယ်သုံးမဟုတ်အာဒါတာဒီ post ရအရင်အောက်မှာ first comment အနေနဲ့ဒေါက်တာ mention လုပ်ပေးထားမယ်ဒေါက်တာ yuri ဆိုပြီးတော့အဲ့ဒီဟာလေးကိုနှိပ်လိုက်တယ်ဆိုရင်ဟိုဘက်အကောင့်ကိုလည်းတန်းရောက်သွားလိမ့်မယ်ဆိုတော့အဲ့ဒီမှာ follow လုပ် ုံထားပြီးတော့မိခွန်လေးတွေမိလို့ရမယ်။ကဲဆိုတော့ Ask Dr. Yuri Aesthetic account လေးမှာဆုံရမယ်နော်။